ဒီဘက်မှာကိုကန့်သဘော MND စကန်းထိုင်ထားတာတွေလည်းရှိသလိုမိုင်းဝဲမှာရှိနေတဲ့နေမြေကန်တရင်တက်ဖွဲ့တွေကလည်းအစင်သင်ထိုးစစ်ဆင်မှုတွေစောင့်ဆိုင်နေတဲ့အခြေအနေဖြစ်ပါတယ်။ဆိုတော့ဘလောင်လက်နက်ကန်သဘော DNL အကြောင်းကိုပြန်ဆက်ရရင်အခုကျင်းဒီတရောက်ကိုမိုင်းခွဲဖြက်စီးသွားပြီဖြစ်တဲ့အတွက်ဒီနေ့တီဘောကြားကခန်းစစ်တွေကလည်းရဲရဲသာကြံပါလိမ့်မယ်။ဆိုတော့ဘလောင်လက်နက်ကန်သဘော DNL ကတီဘောမြို့ထဲမှာပဲအကြီးအကျယ်ခန်းစစ်တွေပြင်ဆင်မယ်လို့ခန့်မှန်းရပါတယ်။တီဘောကနေဆေရှုံပြီးစုပ်ခွာထွက်ပြေးသွားရင်တော့ဘုံမြို့ထဲမှာရှိနေတဲ့အဓိကနေရာတွေဌာနဆိုင်ရာအဆောက်အဦတွေ အဓိကကတော့ဒီဘောမျိုးရဲ့အရှိဘက်မှာရှိနေတဲ့ဒီထွေအုပ်ယုံရဲစခန်းစက်သွေးယုံစားတဲ့မြန်မာစုအလဲစုစားတဲ့နေရာကဒေသတွေစားတဲ့နေရာကအဆောက်အဦတွေကိုမိရှုဖြည့်ဆည်းသွားမဲ့အခြေအနေမျိုးရှိပါတယ်။ဒီနေရာမှာဒေသခံရှမ်းလူမျိုးတွေအနေနဲ့စစ်ဘေးရှောင်တာလဲရှောင်တာတက်တက်ဆိုပေမဲ့ပလောင်လက်နက်ကိုင်တပုံ DNL တွေအနေနဲ့ရှမ်းလူမျိုးတွေရဲ့အဓိကအမွေနှစ်ကိုမဖြည့်ဆည်းသွားဖို့လဲစီးနိုင်မှုလဲပလောင်လက်နက်ကိုင်တပုံ DNL ရဲ့ဆောင်ရွက်မှုတွေကိုတားဆီးဖို့လဲလိုအပ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကန်စပုံ DNL ကပြီးခဲ့တဲ့နှစ်ထဲကပဲဒီရှမ်းလူမျိုးတွေရဲ့အမွေအနှစ်ဖြစ်တဲ့တီဘုံမျိုးအဝင်ကကဆိုင်းဖို့ကိုပလောင်အကျန်းဖက်စာရိအနေနဲ့ပြောင်းလဲခဲ့တာလည်းရှိခဲ့ပါတယ်။ဆိုတော့ပလောင်လက်နက်ကန်စပုံ DNL ကလက်နက်အာဂိုဘီဒေတာတွေရှမ်းလူမျိုးတွေကိုလည်းအနိုင်ကျင့်ခဲ့သလိုပလောင်နိုင်ငံတော်စစ်ကူးယဉ်မှုတွေနဲ့ဒီကြောင်မဲတီဘုံကိုလည်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းတမ်းတော်ရဲ့တကယ်တမ်းတံမြန်ထိုးစစ်အောက်မှာတော့အလဲလဲအကွယ်ကွယ်နဲ့ဆစ်ရှုံးထွက်ပြေးနေရတာဖြစ်တဲ့အတွက်မကြခင်တီဘောကိုလက်လွတ်ရပါလိမ့်မယ်ဒီလိုမျိုးဆစ်ရှုံးပြီးစုတ်ခွာထွက်ပြေးတဲ့ပလောင်လက်နက်ကန်တပုံ DNL ကစုတ်ခွာရလမ်းလျှောက်ကဒေသခံရွာသူရွာသားတွေကိုလည်းရရဆက်ဆက်တပ်ဖြတ်မှုတွေပြုလုပ်ပါလိမ့်မယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကြောင်မဲ့ခီးစဉ်အတွင်းမှာလည်းပလောင်လက်နက်ကန်တပုံ DNL ကဒီဆစ်ရှုံးပြီးစုတ်ခွာထွက်ပြေးသွားတဲ့အချိန်ရွာသင်တစ်လျှောက်ကဒေသခံတွေကိုတလန်ခေါင်းစဉ်တွေ့ပြီးရရဆက်ဆက်တပ်ဖြတ်တာတွေလည်းပြုလုပ်ခဲ့ပူးပါတယ်အဓိကကတော့နာအိုက်ခံနဲ့ခိုက်တုံစကန်းသား ဒီဒေသတလျှောက်ကဆုတ်ခွာထွက်ပြေးတဲ့အချိန်ဒေသခံရှမ်းလူမျိုးတွေကိုအကြောင်းပြချက်မရှိတပ်ဖြတ်တာတွေလည်းပြုလုပ်ခဲ့တဲ့တည်င်းတွေနဲ့ကြားသိရတယ်လို့ဒေသခံရှမ်းလူမျိုးတယောက်ကိုအပိုင်ပိုင်ခုတ်တဲ့ဘိုင်းနေဝါယာနဲ့တန်ကျိုးနဲ့ချီပြီးတော့မိရှုပ်ပြီးပြာကျတဲ့အထိရဲရဲဆက်ဆက်တပ်ဖြတ်ရင်လည်းဘသူကိုတည်င်းပေးခဲ့တယ်လဲတပ်မတော်ကိုဘသူတည်င်းပေးခဲ့တယ်လဲဆိုတဲ့အခြေအနေအထိရက်ဆက်မယိုင်းစွာနဲ့ဆောင်ရွက်ခဲ့တဲ့ပြစ်မှုတွေလည်းပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဆိုတော့ပလောင်လက်နက်ကလည်းပုံ DNA အလေးအနေနဲ့အခုကျင်တီကနေဆုတ်ခွာသွားတဲ့ဘောဂျူမန်ဟဲ အဲ့ဒီကနေစံပိတ်ရွာတလျှောက်ကဒေသခံပြည်သူလူထုတွေအနေနဲ့လည်းပလောင်လက်နက်ကိုင်းသဘုံ DNLA ကိုတတိကြီးကြီးထားပြီးတော့စောင့်ကြည့်သွားဖို့လည်းလိုအပ်ပါတယ်။လက်နက်အားကိုပြီးအတင်းအာမအနိုင်ကျင့်တပ်ဖြတ်တာတွေလည်းပြုလုပ်အောင်မှဖြစ်တဲ့အတွက်ပလောင်လက်နက်ကိုင်းသဘုံ DNLA နဲ့ဝေးဝေးမှနေဖို့လည်းမြစ်တာရက်ကန်တတိပေးလိုပါတယ်။ဒါအပြင်အခုဒီကျင်းတင်တဲ့တီဘောချားမှာရှိနေတဲ့ပလောင်လက်နက်ကိုင်းသဘုံ DNLA စုဖွဲ့နေရာတွေလမ်းမကြီးရဲ့ဘေးဘက်ညာမှာရှိနေတဲ့ဂုံးတွေနဲ့အတွင်းဘက်တောင်ဆောင်ဘက်မှာရှိနေတဲ့ရွာတွေမှာ စုဖွဲ့နေရတဲ့အားလုံးကိုလည်းနေမြေကတရင်တက်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့လည်းသတင်းပေးဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ဒေသခံရှမ်းလူမျိုးတွေရဲ့အမွေအနှစ်တွေကိုလက်နက်အားကိုအနိုင်ကျင့်မဲ့ပလောင်လက်နက်ကင်သဘုံ DNL ကတီဘောမျိုးကနေစုတ်ခွာထွက်ပြေးရင်လည်းရုံမှာပတ်ဆက်မိုင်းရင် အောက်တန်းကျစွာနဲ့ဆက်လက်ပြီးတော့ဖျက်ဆီးသွားကြအောင်မှဖြစ်တဲ့အတွက်လက်နက်ကင်သဘုံ DNL ကိုတီဘောမျိုးတွေကနေအများဆုံးတိုက်ခိုက်တိုက်ထုတ်သွားရမှာပဲဖြစ်ပါတယ်။အားလုံးအခုလက်ရှိပလောင်လက်နက်ကင်တဘုံ DNL ရဲ့စစ်ရှုံးနေတဲ့အခြေအနေကျင်းဒီတရားကိုဒုတိယအကြိမ်ထပ်မံမိုင်းခွဲဖြက်စီးသွားတဲ့အခြေအနေနဲ့ ဒီလိုမျိုးအလောစီလမ်းကြောင်းတွေပေါ်ကတံတားတွေကိုမိုင်းခွဲဖြက်စီးသွားပြီးရင်နောက်နောက်ထပ်တစ်မျိုးကအလိုလိုနေရင်လက်လွတ်ရတော့မယ်စစ်ရှုံးလို့မယ်ဆိုတဲ့အခြေအနေမျိုးကိုခံမှန်းပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်မကြခင်ရပ်ပိုင်းအတွင်းအခုလာမယ့်2025ခုနှစ်အောက်တိုဘာ15ရက်နေ့မှာကြာရောက်မယ် NCA 10နှစ်ပြည့်အခမ်းအနားတက်ရောက်ပင်အခြေအနေညဉ့်ညဉ့်ရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတဲ့နောက်ပလောင်လက်နက်ကင်တပုံ DNA ထိန်းချုပ်ထားတဲ့ဒီပေါ်မျိုးကိုတမတော်ကထိုးစစ်ရင်တိုက်ခိုက်ပြီးတော့ဒေသခံရှမ်းလူမျိုးတွေလက်ထဲကိုပြန်လည်လွှဲပြောင်းပေးအပ်တော်မှာပဲဖြစ်ပါတယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဒီကြောင်မဲတီဘောနဲ့ပေးပတ်ဝန်းကျင်ကမဲဆန္ဒနယ်ရီမှာဒီကိုယ်စလဲလောင်းလွေရဲ့မဲဆွေစီယုံရေးကဏ္ဍတွေနဲ့ဒေသခံရှမ်းလူမျိုးတွေရဲ့ပြည်နိုင်မှုကိစ္စတွေကိုလည်းဆောင်ရွက်ရအောင်မှာဖြစ်တဲ့အတွက်တမရော်ကတီဘောကိုအခုအောက်တိုဘာလထဲမှာမြန်မြန်ဆန်ဆန်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ပါလိမ့်မယ်။ဒီလိုထိုးစစ်ဆင်တိုက်ခိုက်တာတွေရဲ့နောက်ဆက်တွဲကတော့ ပလောင်အကျန်းဖက်သမားတွေကဒေတာဘက်မှာရှိနေတဲ့စောင့်နေတဲ့ infrastructure တွေနဲ့ဒီအရေးကြီးတဲ့တန်ဖိုးကြီးတဲ့သမိုင်းဝင်ပစ္စည်းတွေသမိုင်းဝင်အစားအုပ်တွေအားလုံးကိုမိုက်ခွဲဖျက်ဆီးသွားနိုင်တယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခြေအနေအားလုံးကိုခြုံပြီးကြည့်ရရင်တော့ပလောင်တွေဒီဘောကလည်းထပ်ပြီးတော့ဆစ်ရှောင်းတော့မှာဖြစ်ပါတယ်။နောက်မှရှိနေတဲ့ Namsan Nam2 ဒေတာကပလောင်လက်နက်ကိုင်တပုံ DNL ရဲ့အရင်းမြစ်တွေကိုလည်းဆက်လက်ပြီးတော့မိုက်ခွဲဖျက်ဆီးသွားဖို့လိုတယ်။ဒီကြောင့်ကနေကင်းထောက်တိုက်ခိုက်သွားဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းမြင်တွေ့နေရပါတယ်။ ဒီနေ့နမ်ဆန်မှာရှိနေတဲ့ကရာကြီးရွာကလေးကြောင့်တိုက်ခိုက်မှုကလည်းပလောင်လက်နက်ကန်တဘော DNL တွေစုဖွဲ့နေတဲ့စာတင်ကျောင်းနဲ့ပုံကြီးကျောင်းအနီးကိုကြားရောက်ပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက်ထိခိုက်ဒေဆုံးမှုတွေများခဲ့တယ်ဆိုတော့နိုင်ငံကသတင်းတချို့ကိုလည်းကျွန်တော်ကြားသိနေရပါတယ်။ဒီသတင်းတွေကိုလည်းဒေသခံပလောင်လူမျိုးတွေကပဲချိတ်ဆက်ပြီးတော့အကြမ်းဖက်ပလောင်ကိုဆန့်ကျင်တဲ့အတွက်သတင်းပေးပို့နေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဖြည့်ဆွက်တင်ဆက်ပေးချင်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။